နှစ်ရှည်လာများအလုံးလုံးလာခဲ့တဲ့ဆိုင်ဝင်တန်းပေါ်ဆက်ဆံခဲ့တဲ့အခုလိုအပြုမှုကြောင့်အွန်လိုင်းပေါ်မှာလူပြောများနေတဲ့စိန်အီဂရီမမငယ်ပရိသတ်များအလုံးမဲမိန်လာပါရှင့်ကိုရဲဆိုင်မှာနှစ်ပေါင်းများစွာအလုံးလုံးခဲ့တဲ့ဝင်တန်းဇနီးမောင်နဲ့အပေါ်ထင်မထားတဲ့လုပ်ရက်တွေနဲ့တုံ့ပြန်ခဲ့ရကတော့နာမည်ကျော်စိန်အီဂရီရွှေဆိုင်ကြီးရဲ့တတိမကြီးမသည်စုခိုင်ဖြစ်ပါတယ်တတိမကြီးမသည်စုခိုင်ကစိန်အီဂရီရွှေဆိုင်ကြီးရဲ့မမငယ်အဖြစ်နဲ့ဝန်ထမ်းတွေကိုအုပ်ချုပ်ပြီးတော့စီးပွားရေးလုပ်ငန်းတွေအောင်မြင်တိုးတက်လာသူဖြစ်ပါတယ် ကိုပိုင်အစွမ်းစားတွေနဲ့ရောဝန်ထမ်းတွေရဲ့စီလုံးညင်ညွတ်စွာစူးစမ်းမှုတွေကြောင့်ရောဒီလိုမျိုးအောင်မြင်လာတဲ့အချိန်မှာသူမရဲ့ဆိုင်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအလုလုခဲ့တဲ့ဝန်ထမ်းလေးတွေအပေါ်မှာတကယ်ကိုထင်မှတ်ထားတဲ့လုပ်ရက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကြာရောက်ခဲ့တဲ့သတင်းကြွလာပြည့်အချိန်အခါနဲ့ပွဲအခမ်းအနားတွေမှာလူကြီးမိဘတွေကိုရိုသေစွာကြောခဲ့ကြသလိုဆိုင်ဝန်ထမ်းလေးတွေကစိန်အေဂရီမမငယ်တို့တထေးမိသားစုကိုကြောခဲ့ကြပါသေးတယ်။ ဒီအခါမှာမမငယ်ကဝန်တန်းတွေကိုမုံဘိုးပြန်ပေးရင်နဲ့ဆိုင်မှာကားမောင်းတဲ့ဝန်တန်းလေးပေါ်မှာတော့ပုံမှန်ထပ်ပို့ပြီးထူးခြားတဲ့မုံဘိုးကိုပေးရခဲ့ရပါတခြားလူတွေကိုလည်းမုံဘိုးတွေအများကြီးပေးခဲ့ပေမယ့်ကားမောင်းတဲ့ဝန်တန်းကောင်လေးကိုတော့တိန်ပေါင်း90ကိုမုံဘိုးအဖြစ်နဲ့ပေးပြီးတော့ပျော်ရွှင်စေခဲ့ရပါ ဝန်ထမ်းချင်းချင်းတူတူခွေးကြောဆက်ဆံတဲ့စိတ်နဲ့အခုလိုပြီးခဲ့တာမဟုတ်ဘဲဒီဝန်ထမ်းလေးကမကြခင်မှာကလေးဖေဖြစ်တော့မှမလို့ကိုကြီးထောက်ပံ့တဲ့အနေနဲ့3 90ကိုပေးရခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ကားမောင်းတဲ့ဝန်ထမ်းကောင်လေးနဲ့အိမ်တောင်ကြတာကတခြားမဟုတ်ဘဲသူမရဲ့ဆိုင်ကအယောင်းဝန်ထမ်းကောင်မလေးပဲဖြစ်ပါတယ်။နှစ်ယောက်သားကဆိုင်မှာအလုပ်လုပ်ရင်းနဲ့တွေးဆုံချစ်ကြိုက်သွားခဲ့ပြီးတော့သူတို့ရဲ့မျက်စိရှိမှတည်းမဲ့လက်ထပ်မင်္ဂလာပွဲကိုကျင်းပခဲ့ကြတာပါ။ နှစ်ပေါင်းများစွာကလေးကအလုလုလာခဲ့ချပြီးတော့အခုလိုသားသမီးယရနာထွန်းကတော့မဲ့အချိန်ဆိုင်းရဲ့အကြီးကဲတထေးတယောက်နေနဲ့ပြန်လည်ထောက်ပံ့ကူညီခဲ့ရတာကတော့လေးစားစရာစိတ်တက်လေးပဲဖြစ်ပါတယ် စိန်အီဂရီစိန်တန်ကြီးရဲ့ပဲကန်ရှင်တထေးမကြီးမမငယ်ဟာဆိုရင်ဝန်ထမ်းတွေပေါ်မှာခွဲခြားဆက်ဆံတာမျိုးလုံးဝမရှိပဲမိသားစုဝင်တွေလိုသဘောထားခဲ့ရပါဒါကြောင့်ဆိုင်မှာကားမောင်းတဲ့ဝန်ထမ်းပဲဖြစ်ဖြစ်အယောင်စည်ရေးပဲဖြစ်ဖြစ်တန်ရှင်ရေးကအစအကုန်လုံးကိုမိသားစုဝင် သားသမီးတွေလိုသဘောထားပြီးတော့အမြဲတမ်းဂရုစိုက်ပေးခဲ့တာဖြစ်ပါတယ်အခုလိုမျိုးထူးခြားစွာနဲ့သူတို့ရဲ့ဆိုင်မှာပဲအလုပ်လုပ်ရင်တွေးဆောင်ခဲ့ကြပြီးတော့ချစ်ကြိုက်ခဲ့ကလက်ထပ်ခဲ့ကြတဲ့ဝန်ထမ်းဇနီးမောင်နှံကို သားသမီးရဲ့နာမွေးဖွားတဲ့အထိ လူကြီးမိဘနေရာမှာတာဝန်ယူပေးဖို့အတွက်လှုံ့ဆော်ခဲ့ပါတယ် ကျန်တဲ့လိုအပ်တဲ့ကုန်ကြမ်းစည်းတွေကိုလည်းထပ်ပေးသွားမှာဖြစ်ပြီးတော့အခုကတော့မကြခင်မွေးဖွားတော့မဲ့ဝန်တန်းသမီးငယ်လေးအတွက်မွေးဖွားစည်းကိုပေးရခဲ့တာဖြစ်ပါတယ်။သိန်း90ကိုနှမျောတွန့်တို့ခြင်းမရှိပေးရခဲ့တဲ့မမငယ်ကဒီမိသားစုလည်းအကျန်းမှချမ်းသာပြီးတော့တက်ရှိပျော်ရွှင်စေဖို့လည်းဆုတောင်းမြတ်တာပို့သခဲ့ပါသေးတယ်။ဝန်တန်းဇနီးမောင်နှံကတော့သူတို့ရဲ့အလို့ရှင်တထေးမကြီးရဲ့မြင့်မြတ်တဲ့အစိတ်သဘောထားကိုအင်မတန်လေးစားတာကြောင့်ဝမ်းသာမြတ်ကြီးကြပြီးတော့အကြိမ်ကြိမ်ရှင်ခိုးကြတော့နေခဲ့တာပါ။မမငယ်ကတော့ဒီလိုမျိုးကျေးဇူးအ တင်ခံခြင်းလို့မဟုတ်ပဲတစ်တပင်ကောင်းရင်ငတ်တသောနားနိုင်ရမယ်ဆိုရင်သူမရဲ့ခံယူချက်အတိုင်းပဲဝန်ထမ်းတွေနဲ့ဆွေမျိုးမိတ်ဆွေတွေအပေါ်မှာကူညီဆောင်ရှောက်ပေးနေတာဖြစ်ပါတယ်။စိန်အီဂရီမမငယ်သားမကမမကြီးကလည်းစိတ်တူကိုတူနဲ့ကူညီဆောင်ရှောက်လူတန်းမှုတွေကိုပြုလုပ်ပြီးတော့တကယ်ကိုလေးစားစရာတထေးမိသားစုကြီးပဲဖြစ်ပါတယ်။မမငယ်ကတော့မကြသေးခင်ကမှချစ်ရသူနဲ့ ခဲနာတဲ့လက်ထပ်မင်္ဂလာပွဲကိုကျင်းပပြုလုပ်ခဲ့တာပေါ့ကိုရိုင်းကလည်းအိမ်ထောင်တဲ့ဘဝကိုရောက်ရှိနေပြီဖြစ်လို့တာမန်ဝင်တန်းလေးတွေရဲ့အိမ်ထောင်ရေးအခက်အခဲတွေရှောင်ဖွေရုံးကန်ရမှုတွေကိုကိုကျင်းစာနာပြီးတတ်နိုင်သမျှထောက်ပံ့ကူညီပေးခဲ့တာပေါ့ဒီတစ်ခါမှာတော့မကြခင်မှာမွေးဖွားတော့မယ့်ဝင်တန်းဇနီးမောင်နှံရဲ့ရင်သွေးလေးအတွက်မွေးဖွားစီတဲ့တိန်ပေါင်း90ကိုထောက်ပံ့ပေးခဲ့ပြီးတော့ကူညီပေးခဲ့တာဖြစ်ပါတယ် ရင်သွေးလေးမွေးလာရင်လည်းအင်မတန်စိတ်တဘောတာကောင်းတဲ့မမငယ်တို့ကမိသားစုဝင်လို့ထပ်တူချစ်ပြီးတော့အကူအညီပေးကြအောင်မှာဖြစ်ပါတယ်။ဒီလိုစိတ်တဘောတာမောညက်တာကြောင့်လည်းရုပ်ရည်လဲချောမောသလိုစီးပွားရေးလုပ်ငန်းတွေလည်းပုံမတိုးတက်အောင်မြင်တဲ့တတိမကြီးတွေအဖြစ်နဲ့ရပ်တည်နေနိုင်တာပါ။ဆိုင်မာနဲ့ပေါင်းများစွာတစ္ဆာရှိရှိနဲ့အလုံးလုံးခံခဲ့တဲ့ဝင်းတန်းဇနီးမောင်နဲ့ရဲ့မွေးဖွားစီအတွက်သိန်းပေါင်း90ကျော်ပေးရခဲ့တဲ့စိန်အီဂရီမမငယ်တို့ရဲ့စေတနာမြတ်တာတွေပေါ်မှာထပ်တူဝမ်းသာမိတဲ့ဆိုရင်သာဓုခေါ်သွားကြပါအောင်ရှင်